အေဂျမောင်လာတရုတ်ဆောင်မကောင်းတဲ့၃မိနစ်နေမဲကိုမဲလိုဒီကယခုလိုမျိုးပြောပြခဲ့တာပါအေဂျမောင်နဲ့ရှင်ကနေမဲအရှက်ရသွားအောင်လို့တက်ပြောလိုက်တာခါတော့တရုတ်ဆောင်မဲလိုဒီပါမဲလိုဒီကတော့တစ်ချိန်လုံးကတရုတ်ဆောင်မဲနေမဲနဲ့အတူတူအမှုပညာလုပ်တွေတွဲလုံးမိခဲ့လို့နှစ်နာခဲကြပြောဆိုခဲ့တာပါ မယ်လိုဒီကဆိုရင်တော့မြန်မာနိုင်ငံမှာအမျိုးသားပရိသတ်တွေကတော့အထူးအားပေးကြတဲ့ထိတ်တန့်မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။အခုအခါမှာတော့မယ်လိုဒီတယောက်ကတော့သူ့ရဲ့ချစ်သူဟောင်းနေမင်းနဲ့အတူတူရုပ်ရှင်တွေ့ရရလို့သူ့ရဲ့နှုတ်ပညာလမ်းကြောင်းမျက်နှာခဲရတယ်လို့နေမင်းနဲ့အေဂျင့်မောင်ကိုနှစ်ယောက်ရှိပြီးပြောပြခဲရတာပါ။အထူးသဖြင့်မယ်လိုဒီကတော့အေဂျင့်မောင်အကယ်ဒမီရောက်သွားတာနဲ့ပတ်သက်ပြီးတော့လည်းအခုလိုမျိုးချီကျူးစကားပြောရင်းနဲ့နေမင်းကိုဖဲခဲ့တာလည်းဖြစ်ပါတယ်။မယ်လိုဒီကတော့အေဂျင့်မောင်နဲ့ဆက်တွေ့တဲ့ကအေဂျင့်မောင်ရဲ့အရှိန်အဝါအရေးချင်းတွေကိုခန်းစားရပြီးတော့ရုပ်ရှင်လောကမှာအေဂျင့် မောင်ကတော့ပဲကြီးမင်းသားဖြစ်လာမယ်လို့သိထားခဲ့မိကြောင်းအထူးသဖြင့်အေးကျမ်းမောင်လိုမျိုးတရုတ်ဆောင်မင်းသားတွေနဲ့တရုတ်ဆောင်ရတာကအနုပညာရေးချင်းလဲတိုးတက်မှုရှိကြောင်းဒီမဘွားတစ်လျှောက်လုံးမှာလည်းအချိန်တော်တော်များများဟာပေါ်ပြောက်မင်းသားတွေနဲ့ပဲတွဲခဲရတာကြောင့်ပေါ်ပြောက်မင်းသားဆိုတာကတော့တစ်ချိန်ကနာမည်ကြီးပြီးတော့လုံးဝနာမည်ကျသွားတဲ့မင်းသားမျိုးဖြစ်ပြီးအဲ့လိုမျိုးမင်းသားတွေနဲ့တွဲရတာလဲအချိန်ကုန်လူပင်ပန်းကဘာကျိုးမှမရှိတဲ့အပြင်သူ့ရဲ့အနုပညာတလန်ကိုလည်းပိတ်ပင်ခဲ့တယ်လို့ပြောချသွားခဲ့တာပါပရိသတ်တွေကတော့မယ်လူဒီဟာနာမည်တစ်ခါကြီးပြီးတော့နာမည်ကျသွားတဲ့သူ့ရဲ့ ဲ့ချစ်သူဟာတရုတ်ဆောင်နာမည်ကိုပြောချင်တာဖြစ်တဲ့ဆိုပြီးတော့ခမန်းခဲကြတာလည်းဖြစ်ပါတယ်။ရင်အတင်းတောင်းတာမျိုးလက်ဝဲရင်တာဆိုရင်လည်းအတင်းစီလျှော့ခိုင်းတာတွေလုပ်ငန်းရှင်တွေစီကနေတောင်းစားသူတယောက်လိုမျိုးအတောင်းကျန်းတာတွေကြောင့်လုပ်ငန်းရှင်တွေကြားမှာနှာခေါင်းရှုပ်ခြင်းကိုခံခဲ့ရပါတယ်။မင်းသမီးတော်တော်များများဟာတော့လုပ်ငန်းရှင်တွေစီကနေ အဲ့လိုမျိုးအတောင်ကျန်လေးရှိကြပြီးမင်းသမီးမိုးဟစ်ကိုမင်းသမီးအေးမြတ်သူမင်းသမီးရွှင်စီတို့ကတော့အလုပ်ကို professional ကြကြလုပ်တတ်တဲ့လုပ်ငန်းရှင်တွေကိုလည်းဘာတောင်းရမှမရှိတဲ့မလုပ်တတ်တဲ့မင်းသမီးတွေလည်းဖြစ်ကြတယ်လို့သိရပါဗျ။အွန်ရင်3800တန်းကောင်းကိုဝယ်စီးနိုင်ခဲ့တဲ့ TikTok Sally Cherry အစိုးရဝန်ထမ်းပညာပွဲတွေကိုအများကြီးရယူနိုင်ခဲ့တဲ့ကုမ္ပဏီဝန်ထမ်းနောက်မှာတပွားလုံးနီးပါးအလိုလိုလိုကားမဝင်မစည်းနိုင်ခဲ့တဲ့ချိန်မှာ900ရောင်းပြီးတော့ကာစီပြနိုင်တာကတော့တက်တော့ဆယ်လေးပါဒီမတိုင်ခင်မှာတော့ဝမ်ချုံမကလည်းလမ်းဘေးမှာအကျော်ဆုံးရောင်းရင်းနဲ့ချမ်းသာကြွယ်ဝတဲ့သတိမှကြီးဖြစ်သွားခဲ့ပါတယ်အခုတစ်ခါမှလည်း Cherry ဟာတော့အဝေးပြေးကာလမပေါ်မှာ900လေးရောင်းရင်းနဲ့တက်တော့ဆော်ရင်3800ရက် သိန်း800တန်းကားကြီးကိုဝယ်စီးပြခဲ့တာပါ။ချယ်ရီကတော့သူ့လိုမျိုးကိုရတယ်မလေးတယောက်ကဒီလိုမျိုးကိုပိုင်ကားဝယ်စီးနိုင်တဲ့အပေါ်မှာပြုံနိုင်မှုလို့ဆိုခဲ့ကြပါတယ်။တချို့ကလည်းလက်မီကိုရတယ်တွေကတော့ကားဝယ်စီးနိုင်တာဟာစပွန်ဆာကြောင့်ဒါမှမဟုတ်ကားသမားတွေကောင်းမှုတွေကြောင့်လို့ကိုချင်းကိုချင်းမဆာမနာပြောဆိုခဲ့ကြတာပါ။ချယ်ရီကတော့ 900ကတနည်းကို3000ရတာဆူလိုက်4000ရတာဆူလိုက်နည်းနည်းချင်းနဲ့ဆူခဲ့တာပါငွေတွေနည်းနည်းချင်းနဲ့ဆူပြီးရွှေတွေကိုရသမျှဝယ်ခဲ့ပါတယ်လွန်ခဲ့တဲ့9နှစ်ကရွှေတစ်ချက်သားကို30သားကျတာမလို့ရွှေဝယ်ဆူတာကတော့အခုချိန်မှာ360ဝန်းကျင်ကိုရှိတာမလို့အမေလက်ကောင် အမေလက်ကောက်၃ခွင်30ကျော်လောက်ရောင်းပြီးတော့ကားဝယ်စီးခဲ့တယ်လို့ဆိုပါရယ်။ကိုရတဲ့မလေးချယ်ရီကတော့အရင်တုန်းကဆိုရင်သူမလိုမျိုးအဆင့်တန်းမျိုးနဲ့ကားဝယ်စီးနိုင်ဖို့တော့မှစိတ်မကူးခဲ့ဘူး။စိတ်မကူးခဲ့ဘူးလို့ပြောဆိုခဲ့တာပါ။အခုတခါမှတော့စုဆောင်တက်တဲ့အကျင်လေးတွေကြောင့်ကိုပိုင်ကားလေးကိုရရှိခဲ့တာလည်းဖြစ်ပါ